ကျင့်မှုဝေဒနာကိုကုသတဲ့နေရာမှာเนาะကျွန်တော်တို့အများသိနေကြတဲ့အများလဲလက်ခံသုံးဆွဲနေကြတဲ့စေဝါများအပြင်ပေါ့လေအခြားသောကုသရေးဆိုင်ရာနီးစင်းလိမ့်တွေရှိသေးလားလို့မေးเสียရှိပါတယ် non pharmacological intervention ပေါ့เนาะစေဝါမဟုတ်တော့နာကျင်မှုဝေဒနာကုသရေးနီးလမ်းများဆိုတာ ရှိနေပါတယ်ဖွံ့ဖြိုးတိုးတက်မှုကလည်းတားကိုမြန်ဆန်နေပါတယ်တခြားနိုင်ငံတွေမှာဆိုရင် non pharmacological intervention တွေကိုတွင်တွင်ကြယ်ကြယ်နဲ့သုံးဆွဲနေကြပါတယ်အဲ့ဒီထဲမှာပထမဆုံးအရေးကြီးတဲ့အချက်တစ်ချက်ကိုပြောပါလို့ဆိုလို့ရှင်ကျွန်တော်လူနာတွေကိုအမြဲတမ်းပြောလို့ရှိရင်နားလို့ရှိရင်နားလိုက်ပါလို့ เนาะ temporary rest ပေါ့အချိန်တိုင်းတာတစ်ခုကြည့်မိမိရဲ့လူရောစိတ်ကောအနာပီးခြင်းဒီနာကျင်မှုနာကုသမှာအလွန်ထိရောက်တဲ့ရှေးဦးနီးတစ်ခုဖြစ်ပါတယ်ပတ်စံနဲ့တပြားမှမကုန်အချိန်နဲ့ဘာမှမကုန်ဥပမာဖြင့်လူနာတစ်ယောက်ကအလေးပင်တစ်ခုကိုမစိမ့်မခြင်းနဲ့မလာရင်နဲ့ရုတ်တရက်ကြီးခါကနာသွားတယ် เนาะပြီးလို့ရှင်ခနာကိုလှုပ်ရှားလို့မရတော့ဘူးလမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ဘူးခါကိုလည်းလှုပ်ရှားလို့မရတော့ဘူးအလွန်မင်းမဲ့နာကျင်တယ်ဒါပေမဲ့သူမျောလင်းနာကအဲ့အနာကိုချက်ချင်းယူပစ်သလိုပျောက်သွားတဲ့ဈေးဝါကိုလိုချင်တယ်ဆရာဝန်စီလာတာအဲ့ရွယ်ချက်နဲ့လာတာကျွန်တော်တို့က၃ရက်လောက်အိယာထဲမှာ ပြည့်ပြည့်ဝဝစိတ်ကောလူရောအနာယူလိုက်ပါအဲ့ဒါဆိုရင်ယောဂတဝက်လောက်တက်တာသွားမယ်လို့ပြောရင်လူနာစီကဘာထပ်မေးလဲဆိုရင်အခုချက်ချင်းတက်တာလဲစီထိုးလို့မရဘူးလားဆရာလို့မေးဒါတွေကတိထားတဲ့အချက်ပေါ့နော်လိုအပ်လို့ရှိရင်နာကျင်မှုဖြစ်နေတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကို sprintage လို့ခေါ်တဲ့ အနားပြီးလို့ရတဲ့ supportive เนาะ splintish တွေ brace တွေနဲ့เนาะအနားပြီးလိုက်ရတာဥပမာအပြင် လက်ကျူးလို့နားတယ်ဆိုရင် လက်ကိုအနားပြီးတဲ့ splintish တွေခဏပြီးလိုက်ရုံနဲ့မခွဲစိတ်ခင်မှာအနာသက်သာသွားတယ်ခါနာတော့လဲဆိုရင်ကပတ်လေးဝတ်ပြီးအဲ့ရတဲ့မှာနေလိုက်တာနဲ့ခါနာယောဂါတစ်ဝက်လောက်သက်သာသွားတယ် ဈေးဝါမတောက်တော့ဘူးလို့မဆိုလို့ဘူးသို့တော့ကနဦးရှေးဦးပြုစုရမယ်ဒါကြိမ်မှုဝေဒနာအတွက် risk ဆိုတာကြီးအလုံးကိုရေးကြည့်ပါလေအနားယူပါတိတ်နာနေအနားယူလိုက်ပါခိတ္တခဏအနားယူလိုက်ပါရေရှည်ကြီးအဲ့ရထဲမှာเนาะ၃လေးလအနားယူရမှာမဟုတ်ဘဲနဲ့၃ရက်ခန့်အနားယူလိုက်တာနဲ့မိမိရဲ့နာကျင်တဲ့ခန္ဓာဝေဒနာကြီးမြန်မြန်ပြောက်ကင်းသွားလိမ့်မယ် ဒါလေးကိုတည်ထားဖို့လိုပါတယ်။နောက် non pharmacological intervention နဲ့မှာ exercise ပေါ့ကျွန်တော်တို့ဆိုရစကားရှိတယ် exercise is medicine ပဲဒီကျင်ကလုံချင်းဒီအကောင်းဆုံးသေးဝါတစ်ခုလို့ဒါတကဘာလုံးကသတ်မှတ်ထားတယ်အဲ့တော့ exercise therapy လုပ်တဲ့အခါမှာမိမိနဲ့တင့်တင့်လျှောက်ပတ်တဲ့မိမိကျန်းမာရေးနဲ့ စိတ်ချရတဲ့တင့်တော်တဲ့လေ့ကျင့်ခန်းဤစနစ်မျိုးကိုเนาะကျွမ်းကျင်တဲ့ဆရာဝန်เนาะစိတ်ကူတာပြီးတဲ့လူနဲ့တိုင်ပင်ပြီးမှသာလင်နာကျင်မှုဝေဒနာကိုတက်တအောင်လုပ်ပြီးလို့ရပါတယ် YouTube ရဲ့အလွယ်တကူကြည့်တဲ့လေ့ကျင့်ခန်းမျိုးတွေလုတ်ပြီးတော့ပို့ပြီးတော့ ။ဒါကျင်မှုဝေဒနာခံစားရတဲ့လူတွေအများကြီးတွေ့ဘူးပါလေ။ pain ဒီ individualize တူးချင်းတယောက်ချင်းအလိုက်ကုသရတဲ့ဤစနစ်ဖြစ်ပါလေ။လူတိုင်းအတွက်တစ်ခုစီးသောဤစနစ်မျိုး မဟုတ်ပါဘူး။ဒါဒါကိုသိဖို့လိုပါတယ်။လူနာရဲ့ကျန်းမာရေးအခြေအနေလူနာရဲ့ယောဂတိုးတက်မှုအခြေအနေလူနာရဲ့ကိုယ်ခံယောဂအခြေအနေလူနာရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေလူနာရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေ ဒါတွေပေါ်မူတည်ပြီးတော့သက်ဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်များကเนาะချိန်ညှိပြီးတော့မှအကျက်ဆုပ်ပြီးမှလောက်ရတဲ့ Taylor therapy မျိုးဖြစ်ပါတယ်เนาะဒါဖြစ်ရင်ဒါလောက်ဆိုတာမျိုးပုံသေးကကြက်ပြောလို့မရပါဘူးဒါလေးကိုလည်း exercise therapy ကိုတတိထားဖို့လိုအပ်ပါတယ်ခုနောက်ပိုင်းမှာ robotic assisted exercise therapy တွေရှိပါတယ်အထူးသဖြင့်အာရုံကြောထိခိုက်ထားတဲ့လူတွေ ။အုံနောက်ပိုင်းဆိုင်ထိခိုက်တဲ့လူတွေကိုကျွန်တော်တို့ robotic set တွေရဲ့အကူအညီနဲ့သူ့ရဲ့ပကတိကျမ်းမာရေးခြေနေကိုတွက်ချက်ညှိနှိုင်းပြီးတော့ computerized program လုပ်ပြီးတော့မှလူနာရဲ့တိုးတက်မှုစုံမှုအခြေအနေကိုလည်းအောက်ကမ်းတွေကိုလည်းတခါလေတွက်ချက်ပြီး robotic assisted exercise therapy တွေကိုနိုင်ငံတကာမှာရောမြန်မာနိုင်ငံရဲ့ရန်ကုန်ပြည်သူ့စေယုံကြီးမှာရော လုတ်ပေးလို့ရနေပါတယ်။ဒါတွေကိုလူတွေသိမသိသေးပါဘူး။အဲ့ exercise therapy ကလည်းအလွန်ရေးကြီးတဲ့เนาะစိတ်ပိုင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ physical therapy လို့ခေါ်တဲ့အပူအေးเนาะเนาะအပူဓာတ်ပြီးတာအေးဓာတ်ပြီးတာ cryotherapy လို့ခေါ်တဲ့အေးဓာတ်ပြီးတာเนาะ hydrotherapy လို့ခေါ်တဲ့เนาะ ရေထဲမှာလုတ်တဲ့လေ့ကျင့်ခန်းနေနော်တာမိုသရပီလို့ခေါ်တဲ့နော်အပူဓာတ်ပေးတဲ့ဆက်တွေ electrical therapy လို့ခေါ်တဲ့နော် electronic နဲ့နော်လက်စစ် line တွေလွှတ်ပြီးတော့ကုတဲ့ကုသနည်းတွေမျိုးစုံရှိပါတယ်ဆက်ပစ္စည်းတွေလည်းမျိုးစုံရှိပါတယ်အခုမြန်မာနိုင်ငံရဲ့ကျမကြီးကဏ္ဍမှာလည်းနော် government ဆေးရုံကြီးတွေမှာရော public ဆေးရုံတွေမှာလည်း DPC ရေတော်တော်များများရှိပါတယ်။ဒါပေမဲ့လူတွေရဲ့အသုံးပြုမှုအနေနဲ့ကြည့်ရင် under use ပေါ့။အသုံးပြုမှုအလွန်နည်းနေပါသေးတယ်။လူတွေကဆေးလောက်ပဲအားကိုးကြတာပိုများတာလေ။အဲတော့ဒါတွေကိုလည်းထိထိရရလုပ်ပေးရမယ်။ဒါလုပ်နေရင်လည်းဆေးမတော့အောင်လားဆိုတော့မဟုတ်ဘူး။ combined therapy ပေါ့။ pharmacology နဲ့ non pharmacology therapy ကို အကျိုးရှိရှိမြန်မြန်တာတာ တွဲပြီးတော့ရင် ထိရောက်မှုပုံမြန်ပြီးတော့စေဝါရဲ့လိုအပ်မှုရှော့ချလို့ရသလိုစေဝါကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆူကျိုးတွေကိုလည်းရှော့ချပြီးသားရောက်ပါတယ်နော်နောက်တစ်ခုကတော့ behavior cognitive behavior therapy လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကုထုံးပေါ့ဒါတွေကတော့ clinical psychologist တွေနဲ့ဒီ behavior therapy ဆိုခေါ်တဲ့ เนาะပညာရှင်တွေကနေပြီးတော့အထူးသဖြင့် chronic pain တွေပေါ့နာတာရှည်နာကျင်မှုဝေဒနာခံစားရတဲ့သူတွေဘာနှဲမှမပြောက်ဘူးဇေဝနဲ့လည်းမပြောက်ဘူး interventional pain therapy နဲ့လည်းမပြောက်ဘူးเนาะဘာဖြစ်လဲဆိုတော့သူ့ရဲ့နာကျင်မှုဝေဒနာကြီးအုံနောက်ထဲမှာတံမိုရိုက်ထားလို့ဆွဆွမြဲမြဲကိုကြံနေခဲ့တယ် ီအုံနောက်ကို clearance မလုပ်လို့ရှင်ဘယ်တော့မှပြောင်းမယ့်ဟာမျိုးမဟုတ်ဘူးဆိုတော့အဲ့လိုလူမျိုးဆိုင်ရင်တော့ဒီ cognitive behavioral therapy ဆိုတာကကို 21st century ရဲ့နောက်ပိုင်းမှာမှဆယ်စုနှစ်တနည်းစာတနည်းစာလောက်ပဲရှိတယ်နော်တစုစာလောက်ပဲရှိတယ်ကုထုံးဒီအစ်စ်တစ်ခုဖြစ်ပါတယ်အလွန်လဲအောင်မြင်ပြီးတော့အလွန်လဲအနောက်နိုင်ငံတွေမှာတွင်နေချင်ချင်သုံးနေတယ်ပေါ့တော့ဒါတွေလည်းအရေးကြီးပါတယ် နောက်တစ်ခုကတော့ social interaction ပေါ့လူမှုရေးအရာဖိမကူညီဆောက်ရှောက်တာကလည်း pain therapy တွေထိရောက်တဲ့ဟာပေါ့နော်အကျဉ်းနာစကားပြောတာအစနော်မိမိတတ်နိုင်သည်ဖိမကူညီဆောက်ရှောက်တာအစစေဝါလေးကူညီထောက်ပံ့တာအစနှင့်သိမ့်မှုပညာပေးတာကအစ social service တွေရဲ့ ရိုးကအထူးတဖြင့်ကင်ဆာယောဂါလိုဘဝရဲ့နေဝင်ခြင်းရောက်နေတဲ့လူတွေအတွက်အလွန်ပဲအသုံးဝင်ပါတယ်။နာကျင်မှုကိုလည်းဒုစိတ်တဲ့ပိုင်းတက်တာတယ်။အထူးတဖြင့်စိတ်သက်သာရာရတာနဲ့အမျှစိတ်ချမ်းသာမှုလေးတစ်ခုရလိုက်တာနဲ့အမျှကိုခန္ဓာရဲ့ရုပ်ပိုင်းဆိုင်ရာခံစားမှုကြီးတဝက်တက်တာသွားတာမျိုးပေါ့။ဒီဆရာဝန်ရဲ့မျက်နှာကိုမြင်လိုက်တာနဲ့ယောဂတဝက်တက်တာတယ်လို့မြန်မာလူမျိုးတွေပြောလိုက်ရှိတဲ့ ကားတိုင်းပါပဲ social interaction လည်းအရေးကြီးပါတယ်နောက်တစ်ခုက pure psychology ပဲပေါ့ pure psychology ကတော့စိတ်ပိုင်းဆိုင်ရာကုထုံးအနေနဲ့အခုအနောက်နိုင်ငံတွေမှာပါခေတ်စားလာတဲ့ meditation ပေါ့မြန်မာနိုင်ငံမှာတော့ဒါကဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်တရားထိုင်ခြင်းဒီလောကီအတွက်ကောလောကုတ္တရာအတွက်ကောအကုန်လုံးကောင်းနေဆိုတာလူတိုင်းသိပါတယ်เนาะအဲ့တော့ meditation ဆိုတဲ့ဤပညာကလည်း scientifically prove လုပ်ထားပြီးတော့ international အဖွဲ့အစည်းတွေက meditation ဒီအလွန်ထိရောက်ကောင်းမွန်တဲ့အကျိုးရှိတဲ့နာရာရှိပိဏာမကပေါ့လေနာရာရှိဝေဒနာအလုံးတွေ့ထိရောက်တဲ့ကုသမှုနည်းစနစ်တစ်ခုဖြစ်တယ်ဆိုတာကိုအနောက်တိုင်းစိတ်ပညာရှင်များကိုယ်တိုင်လက်ခံထားပါအဲ့တော့ meditation လုပ်ခြင်းအပြင် ဝေဒနာကိုခံစားနေရတဲ့ဝေဒနာကိုအာယုံတစ်ခုအနေနဲ့ပဲသတ်သတ်မှတ်မှတ် recognize ဆုပ်ပြီးတော့ဖြတ်ထားတာပါကိုယ်ခန္ဓာကိုသိမ်သွားပါဘူးဒါကိုဗုဒ္ဓစာပေမှာဝေဒနာရှုတယ်လို့ခေါ်ကြတာပေါ့နော်ဝေဒနာရှုရတော့ဒီလိုဝေဒနာနုပတ္တနာလှုပ်ခြင်းအဖြစ်လည်းပဲ meditation ကိုနော်ကထိရောက်မှုရှိကြအောင်တွေ့ရပါတယ် အလွန်ကိုနာကျင်မှုဝေဒနာကိုခံစားနေရတဲ့เนาะအသေးကင်စားလို့ဝေဒနာမျိုးယောဂဖြစ်နေတဲ့လူတယောက်ဒီနောက်ဆုံးအချိန်မှာအလွန်အမင်းမဲ့နာကျင်ပါတယ် meditation ကိုပြည့်ပြည့်ဝဝလုပ်ထားတဲ့လူတယောက်ဒီအဲ့ဒီနောက်ဆုံးအချိန်မှာနာကျင်မှုဝေဒနာကိုပြုံပြုံလေးနဲ့ပဲခံစားရင်းနဲ့နေဝင်ခြင်းကိုဖြတ်သန်းသွားလို့ရှိပါတယ် အော်ဟစ်ညင်းယူနေရမျိုးမဟုတ်ပါဘူးအဲ့တော့ meditation ဟာလောကီအတွက်ကောလောကုတ္တရာအတွက်ကောအလွန်ကောင်းမွန်တဲ့ treatment တစ်ခုဖြစ်တယ်သိပ္ပံနိကြဖြစ်တယ်ဗုဒ္ဓအလိုကြသိပ္ပံနိကြဖြစ်တယ်ကုထုံးဆိုတာဟုတ်နော်ဗုဒ္ဓလက်ထက်ကလည်းသူ့ရဲ့ရဟန်းတော်တွေဒီလာနာတွေကို meditation နည်းနဲ့ပဲဝေဒနာကိုရင်ဆိုင်ခိုင်းတာပါနောက်တစ်ခုကတော့အားပေးနှင့်သိမ့်ခြင်းပါ reassurance ဆရာဝန်ကိုယ်တိုင်က နွေနွေချွေချွေနဲ့စာနာစိတ်နဲ့လူနာပေါ်အပိနှစ်သိမ့်ခြင်းမိမိရဲ့မိသားစုဝင်တွေကလည်းမညိုမညင်ပဲနဲ့ကိုယ့်ရဲ့လူနာပေါ်နောက်ဆုံးချိန်ထိနော်ဖေးမပေးတယ်နှစ်သိမ့်ခြင်းအားလည်းအနာကျင်မှုဝေဒနာကိုတော်တော်များများကျော်ပါစေပါတယ် နောက်ဆုံးနည်းတစ်ခုက hypnotic therapy လို့ခေါ်တဲ့အိမ်မွေချခြင်းဉာဏ်ပညာပေါ့။ကြောင်၆ချောင်းချားဖြစ်တယ်၊ကနာမငိမ့်ဖြစ်တယ်။အဲ့လိုလူနာမျိုးအတွက်နောက်ဆုံးမှာ hypnotic therapy စီကလူနာကိုအိမ်မွေချခြင်းဉာဏ်ပညာနဲ့ပေးသိပ်လိုက်ပါတယ်။သူခံစားမှုကိုပေးသိပ်လိုက်ပါ။အဲ့လိုနည်းအားဖြင့်လည်းဒါကိုသိပ်ပံနည်းကြအနေနဲ့အတိမတ်ပြုထားပါတယ်။ hypnotic therapy ကလည်းကျွန်တော်တို့ထိရောက်တဲ့ เนาะဟို non pharmacological treatment နဲ့မှာပါပါတယ်အဲ့တော့အခုကျွန်တော်ပြောပြလိုက်တဲ့ဟာတွေကဈေးဝအကြောင်းနဲ့မကဘဲနဲ့ဈေးဝမပါတဲ့အခြားသောကုသမှုနှုံနီးပညာတွေအားလုံးဒီလူနာများအနေနဲ့ဘုသူရအနေနဲ့တည်ထားဖို့လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီနီးပညာတွေအကုန်လုံးကကိုယ့်ရဲ့လက်တကမ်းမှာဒုတိယပြည့်မြို့ကြီးပြကြီးတွေမှာ ကုန်ရပါတယ် ဘာသာတရားအနေနဲ့လည်းရှုထောင့်ကလည်းကြည့်ရင်ဒီနည်းပညာနဲ့ကိုကိုကိုနော်အပိနှင့်သိမ့်ပြီးတော့အမြင်မှန်ရအောင်ဝေဒနာကိုအမြင်မှန်ရအောင်လုပ်တဲ့ meditation လို့နည်းပညာအနေနဲ့လည်းနာရာရှိခံစားနေတဲ့အတွက်အကျိုးရှိတဲ့အတွက်ကြောင့်ဒါကိုနည်းပြလမ်းပြပြီးမဲ့ပုံကိုယ်တွေကိုစိကရှာဖွေပြီးတော့ကိုယ်ဝေဒနာတက်တော့ကိုကိုယ်တိုင်ကုစားနိုင်ပါတယ်เนาะဒီအရာတွေအတွက်အားလုံးကို တစ်ချိန်ချင်းမှာကျွန်တော်တို့အားလုံးဒီနာကျင်မှုဝေဒနာနဲ့ပဲအဆုံးသတ်မှာဖြစ်တဲ့အတွက်ကြောင့်နာကျင်မှုဝေဒနာကိုဒီလိုနီးလန့်နေနဲ့လှုပ်လို့ရတယ်ဆိုတော့ဘုသူတာကိုလူသားပြည်သူများအနေနဲ့သိချင်းအဖြစ်အကျိုးရှိနိုင်မယ်လို့မျှော်လင့်ပြီးတော့ဒီနေ့ကျမ်းမာရေးပညာကဏ္ဍမှာထည့်သွင်းပြီးပြောကြားခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်စီဖမ် caring for well-being.